အားလုံးပဲမင်္ဂလာပါ။နီဆန်ဂျပန်စာတင်နန်းကြောင်းနဲ့ကြိုဆိုလိုက်ပါရစေ။ဒီနေ့အတွက် N3 ရဲ့ grammar 992 inno ni ဆိုရယ် grammar ပတ်တန်လေးကိုသွားမှာဖြစ်ပါတယ်။992 inno ni ကလေအရန်သုံးလို့ကောင်းတဲ့ grammar ပတ်တန်လေးဖြစ်ပါတယ်။စကားပြောမှာလည်းအဲသုံးနေပါတော့။အဲဆိုမိမိဖြစ်စေခြင်းနဲ့အရာကလက်ရှိအခြေအနေလက်ရှိအခြေအနေနဲ့မတူတဲ့အတွက်စိတ်မကောင်းတဲ့ပုံစံကိုဖော်ပြတာ။မိမိဖြစ်စေခြင်းနဲ့အရာကွာလက်ရှိကိုဖြစ်စေခြင်းနာနဲ့အခြေအနေနဲ့မတူဘူး။မတူတဲ့အတွက်ကြောင့်စိတ်မကောင်းတဲ့ပုံစံကိုဖော်ပြတာတဲ့။နောက်တစ်ခုကတပတ်သူရဲ့အပြုအမူန နဲ့ပတ်သက်ပြီးတော့အနှဲငယ်ဝေဖန်တဲ့ပုံစံဖြင့်အားပေးလိုတဲ့အခါမှာသုံးတာဟုတ်ပြီနော်အနှဲငယ်ဝေဖန်တဲ့ပုံစံတော့ပါတယ်ဒါမှမဟုတ်နည်းနည်းအားပေးတယ်အားပေးရင်လည်းနည်းနည်းလေးတော့ဝေဖန်လိုက်တယ်ပေါ့ကွအဲ့ဒီလိုပုံစံမျိုးမှာသုံးတာဖြစ်ပါတယ်ကဲဥမာအဖြစ်ဘယ်လိုပုံစံမျိုးလဲဆိုမိမိဖြစ်စေချင်တဲ့အရာအခုလက်ရှိမှာအဲ့ဒီအခြေအနေမဟုတ်ဘူးမတူတဲ့အတွက်စိတ်မကောင်းဖြစ်နေတယ်ပေါ့ဥမာအဖြစ်အာအဲရစုခဲတယ်ဗျဆေးရှုံမယ်ဆိုလို့ရှင်ဤနော်နီကောင်းပါ哦ဥမာအဖြစ်ကိုယ်ဝယ်ချင်တဲ့လက်စွပ်လေးအဲ့ဒီလက်စွပ်အစည်းရမ်းကြည့်တယ်အာဆိုလို့ရှင်အာဈေးထုတ်မယ်ဆိုရင်ကောင်းပါ哦အဲ့လိုမျိုးမိမိဖြစ်စေ းချင်တာဈေးရှုစေးချင်တာဝယ်ရလဲဝယ်ချင်တယ်ဒါပေမဲ့လက်ရှိအခြေအနေမှာじゃကိုကမဝယ်နိုင်မဝယ်နိုင်ဘူးဈေးကလည်းကြီးနေတယ်เนาะလက်ရှိအခြေအနေမှာကိုယ့်ရဲ့အတွေးနဲ့လည်းမတူမတူတဲ့အတွက်ကြောင့်စိတ်မကောင်းဖြစ်နေတယ်ပုံစံနောက်ထပ်တစ်ခုကတပတ်လူရဲ့အပြုတ်မှုနဲ့ပတ်သက်ပြီးတော့အနှင်းငယ်ဝေဖန်တဲ့ပုံစံဖြင့်အားပေးလို့တဲ့အခါမှာတုံးနေဆိုတာကြတော့ဘာလဲဆိုတော့အာဒီအင်းကြီးလေး ပြောရမယ်ဆိုလို့ရှိရင်ကွာအခုဝက်ထားတဲ့အင်ကြီးထက်အဒီအင်ကြီးလေးကိုလဲလိုက်မယ်ဆိုရင်ပို့ပြီးတော့နင်းနဲ့လိုက်ဖက်သွားမှာ哦အဲ့လိုပုံစံနည်းနည်းလေးဝီဘန်မှာတော့ဟုတ်တယ်အားပေးလိုက်တယ်ဆိုတာပို့ပြီးတော့နင်းနဲ့လိုက်ဖက်သွားမှာဒါမှလိုက်ဖက်သွားမယ်ဟာကိုအဲ့လိုပုံစံမျိုးလေး ਨੇ ပြောတဲ့အခါမှာတုံးတယ်ရမယ်နော်ကဲအားဆိုလို့ရှိရင်အဲသူကကြတော့နိုင်နာနီနိုင်နာနီအီနော်နီဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရှိမှာဘဆိုတဲ့ဂျော်ကန်ကီလိုက်တယ်ဟုတ်ပြီနော်အားပြီးတော့ဒီ entity ဆိုရင် ego ဖြုတ်ခဲတယ်ဗျ။ na entity ဆိုရင် na ကိုဖြုတ်နာတာ 나온 자로 나온 나라 ဟုတ်ပြီနော်ဘက်ကလည်းကြောခန့်ကြီးပဲအားဆိုလို့ရှိရင်ဒီဟာ e adjective ဆို e ကိုဖြုတ်ခဲတယ်ပါလေနာ adjective ဆိုနာကိုဖြုတ်နာတာနာအောင်နာတာလိုက်မယ်ဒါကကြတော့နာ adjective တွေပါဟောနာ adjective တောင်ဖြစ်တယ်ဒါက negative form ပေါ့နော် negative form တွေဒါတွေကဒါကြောင့်ကြောင့်သာလို့သိပြီးသားပါနော်အဘက် solution နိုင်ဖောင်ကြောင့်နိုင်ရဲ့ e ကိုဖြုတ်ခဲတယ်ပါပေါ့ e adjective ဆို e ကိုဖြုတ်ခုနခဲတယ်ပါပေါင်းရမယ်နာ adjective ဆိုလို့ရှိရင်ဂျာနာခဲတယ်ပါပေါ့ဟုတ်ပြီနော်နောင်ဆိုရင်နောင်ဂျာနာခဲတယ်ပါနောက်က e နော်နေလိုက်ပါ e နော်နေရရှိမှာဒါအလွယ်အနေနဲ့မှတ်ချင်တယ်ဆိုကြောခန့်ကြီးလိုက်တယ်လို့ပဲမှတ်ထားလိုက်လीဒါဆိုရင်ရပြီ ်ဟုတ်ပြီနော်ကဲအားဆိုရင်ကျွန်တော်နံပါတ်1အစ်တီဘန်ကိုသွားမယ်ကဲသွားရအောင်ခုနအာခုနဘိုက်တူခုနဘိုက်တူကဒီရဲ့အချိန်ပိုင်းအလုပ်ဒီရဲ့အချိန်ပိုင်းအလုပ် GQ က GQ ဆိုတာတနာရီဝင်ွယ် တနာယီဝင်ငွေချိန်ပိုင်းလောက်လောက်ရင်တနာယီရန်ဘလောက်အဲ့လိုမျိုးရှိတယ်ဟုတ်တနာယီဝင်ငွေကမော့စကိုရှိနောက်ထပ်နေနေဟုတ်ပြီနော်နောက်ထပ်နေနေတက်ကခဲတယ်ပါဈေးကြီးမယ်ဆိုရင်ဤနော်နီနာဆိုပြီးပေးထားတယ်အာဒါကြတက်ကကြီးကဈေးမြင့်တာပေါ့ကွာဒီရဲ့အချိန်ပိုင်းလောက်ကတနာယီဝင်ငွေကနောက်ထပ်နေနေဈေးသာများမယ်ဆိုရင်ကောင်းပါကိုဈေးများမယ်ဆိုရင်ကောင်းပါဆိုတော့ပြောချင်တာတနာယီဝင်ငွေ900 900အခုရတယ်ဆိုရင်အာ1100လောက်ဒါရရင်ကောင်းပါဦးတကယ်မိမိဖြစ်စေချင်တာကတော့ဈေးလေးနည်းနည်းပို့ရစေချင်ပို့ရချင်တာပါ ပေါ့ကွယ်ကိုကလှုပ်ရတာဖြစ်တဲ့အတွက်ပိုရချင်တာဒါပေမဲ့လက်ရှိအချိန်ဒီမှာကျတော့မတူတဲ့အတွက်ကိုရပဲရမယ်နော်ကိုလိုချင်တာ1100ဆိုလို့ရှင်အာဈေးလေးနည်းနည်းပုံမြင့်ကောင်းပါပဲမြင့်တာကောင်းပါနော်အဲ့လိုပုံစံမျိုးဟုတ်ပြီနော်မြင့်ကောင်းပါပဲနောက်ထပ်တစ်ခုနံပါတ်နဲ့နှိပန်ခွန်တို့ကားဗန်ဒီရဲ့အိတ်ကလေတာကစကီတို့ရောအာဒီရဲ့အိတ်ကအရန်စီကြီးလုံးနဲ့ကွယ်ဟုတ်ပြီနော်အပြီးတော့ခါကြတော့ဟန်ကကုဟန်ကကုဆိုတာတဝက်ကိုပြောတာဟန်ကကုနာရတဝက်ဆိုလို့ရှင်အီနော်နီနာအာဆိုတော့ခါကြတဝက်သာဖြစ်မယ်ဆိုရင် ကောင်းပါပဲတဝက်ဈေးဆိုရင် ကောင်းပါပဲလို့ပြောတာတဝက်ဈေး ဒါပြောရမယ်ဆိုရင်တဝက်ဈေးဆိုရင်ကောင်းပါပဲဥမာပြင်အိတ်တလုံးက9သိန်းရှိတယ်အော်9သိန်း9တွက်နဲ့မကိုက်ဘူးဈေးကြီးလွန်းနေ2သိန်းခွဲလောက်ဆိုရင်ကောင်းပါပဲအဲ့လိုပုံစံမျိုးကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုနံပါတ်3စမ်းမအောင်သွားနံပါတ်3မှာဗာပေးထားလဲဆိုလို့ရှိရင်အဲမိုးခါရီတူနော်မိုးခါရီတူနော်ဆိုတော့ပြန်ပြီလားလို့ပြောတာ ဟုတ်ပြီနော်မွတ်တို့ပို့ပြီးတော့ယူကရစ်စတိတ်ကပါအီးနော်နိယူကရစ်စတိတ်အဲခဲပါဆိုတာဘာလို့ပြောချင်တာလဲဆိုတော့အာပို့ပြီးတော့အီးအီးစီစီလီနေရင်ကောင်းမှာဟုတ်လို့ပြောချင်တာဟုတ်ပြီနော်အာပို့ပြီးတော့အီးအီးစီစီလီနေနိုင်ရင်ကောင်းမှာဟုတ်နေနိုင်ရင်ကောင်းမှာဟုတ်ဆိုပြီးတော့ပြောတာဖြစ်ပါဟဲ့နည်းနည်းတော့နေစမ်းပါအောင်ဟဲ့အဲ့လိုပုံစံမျိုးဟုတ်ပြီနော်နေရာလည်းမနေတော့ဘူးအာတွေ့ပြီးတာနဲ့တန်းပြန်တော့တာပဲပေါ့ပါအဲ့လိုပုံစံမျိုးပေါ့နော်နည်းနည်းတော့ပို့ပြီးတော့အချိန်ကြာကြာလေးအီးအီးစီစီလီနေရင်ကောင်းမှာဟုတ်ကဲဒါဆိုလို့ရှင်ရဲ့ဒီနေ့အတွက်နိုင်နာနီ အင်းနော်နီဆိုရဲ့ grammar ပတ်တန်လေးကိုရမယ်လို့ထင်ပါတယ်ကဲဆိုင်ဒီမှာပဲရပါမယ်အခု90ရှိပြီเนาะနောက်ထပ်နည်းနည်းပဲကြံတော့တာကဲအားလုံးပဲကျေးဇူးတင်ပါတယ်တတာဘိုင်ဘိုင်